မြင်အမှတ်15ကဲနားထောင်နေတဲ့တသားမမီလေးထဲမှာရောလက်ပတ်နိုင်ဖွင့်ထားတာဘယ်နှဦးရှိလဲဟဲ့အေးပထမဦးဆုံးချိန်လက်ပတ်နိုင်တလုံးကိုဖေဖေတို့မမီတို့က Christmas ဆက်ဆောင်ဖြစ်နေဒါမှမဟုတ်မွေးနေ့လက်ဆောင်ဖြစ်နေရခဲ့ရင်တိတ်ပျော်ချမှာပဲနော်လက်ပတ်နိုင်တာမကကလေးတို့ရဲ့အိမ်မှာတိုက်ကက်နိုင်တို့ဇပွဲတင်နိုင်တို့ရှိမှာပေါ့နော်ဒါပေမဲ့နိုင်တလုံးရှိတယ်ကွအဲ့ဒီနိုင်ဟာတိတ်ထူးခြားတယ် နိုင်တိုင်းဟာသွားနေစက်ကချစ်ချစ်ချစ်လို့မြည်ပေမဲ့အဲ့ဒီနိုင်ကတော့ချစ်ချစ်ချစ်လို့မမြည်ဘူးကွသူကကောင်းတယ်မကောင်းဘူးကောင်းတယ်မကောင်းဘူးလို့မြည်ရုံမကမှန်နေမှားတယ်မှန်နေမှားတယ်လို့မြည်တတ်တယ်ကွဘာဖြစ်လို့လဲဆိုရင်အဲ့ဒီနိုင်ဟာဖျားသခင်ကလူတိုင်းရဲ့စိတ်နှလုံးထဲမှာထည့်ပေးထားတဲ့အော်တဘတ်စိတ်နိုင်ဖြစ်နေလို့ပဲ။ ဒါတည်းမကကလေးတို့ဟာအဲ့ဒီနိုင်ကိုကောင်းကောင်းကယူမဆိုင်ရင်အလိုလိုရက်သွားလေးရှိတတ်တယ်။အဲ့ဒီနိုင်ဟာမင်းတို့ရဲ့နှလုံးသားထဲမှာရှိလို့မကြခဏကယူဆိုင်နားထောင်မှကြားရလိမ့်မယ်ဟဲ့။ဆရာအကြီးကထားပြီးပြောကျင်တဲ့အချက်ကအဲ့ဒီနိုင်ရဲ့ဂုံအင်္ဂါ၃မျိုးပဲ။ပထမဂုံအင်္ဂါကအဲ့ဒီနိုင်ကို9ရက်တခါတန်ပတ်ပေးရတဲ့ကိစ္စပဲ။အဲ့ဒါနားလေသလား။ဆရာငယ်ငယ်တုန်းကဆရာရဲ့အဖေကခေါ်ပြီးတင်းငွေမနဲ့ရောက်တဲ့အခါတိုင်း အင်ရှိတိုင်ကနိုင်ကြီးကိုတံပတ်ပေးရမယ်လို့တာဝန်ပေးထားခဲ့ဘူးတာအခုတတိတတိယရုံးမယ်အဲ့ဒီလိုပဲကလေးတို့ကိုဘုရားသခင်ကပေးထားတဲ့အော်ဒပါစိတ်နိုင်ကို ပြန်ပြီးအတင်းပေးဖို့တံပတ်ပေးဖို့တင်းနှင်းကနေမနဲ့တိုင်းဒီလိုဘုရားရှိခိုးကြောင်းကိုလာပြီးဥပုသ္စာဖြစ်တဲ့နန်းတက်ဝိပုစီဝေးတက်ကြရတာပဲဓမ္မတခြင်းတွေဆိုစံစာကိုဆရာဆရာမတွေကတင်ပေးတယ် အခုလိုပုံလေးတွေပြောပြဆုံးမစကားတွေတွင်တင်ပေးနေတာဟာအမှန်ဆိုရရင်အရာတစ်ခုခုကိုလုပ်မယ်လို့စဉ်းစားတဲ့အခါတိုင်းကောင်းတယ်မကောင်းဘူးမှန်တယ်မှားတယ်ဆိုတာကိုခွဲခြားတတ်ဖို့လမ်းပြတွင်တင်ပေးနေတာပဲဒီလိုတွင်တင်ဆုံးမနေတာတွေဟာမင်းတို့ကိုဖျားသခင်ကပေးထားတဲ့နာယီကိုဆရာတို့ကဝိုင်းဝန်းကူညီတန်ပတ်ပေးနေတာနဲ့အတူတူပဲဒုတိယတစ်ချက်ကတော့အဲ့ဒီနာယီကိုမကြာခဏအချိန်ခိုက်ပေးရလိမ့်မယ်နာယီတိုင်းလိုလိုတစ်ခါတလေမြန်နေတယ် နေတတ်တယ်အဲ့လိုဖြစ်တတ်တာက အကြောင်းမျိုးမျိုးရှိတော့ပေါ့အိမ်မှာရှိရဲ့နိုင်တွေကိုကလေးတို့ရဲ့ဖေဖေက ကြီးစေးပေးဖို့နိုင်ပြင်ဆရာကိုအဲ့လေးရှိတာမတွေ့မိဘူးလားပြီးတော့မင်းတို့ရဲ့လက်ပတ်နိုင်ကိုလည်းမကြကနကြီးစေးပေးရတယ်မဟုတ်လားဘာဖြစ်လို့လဲဆိုရင် အပြင်မှာရှိတဲ့ဖုံတွေကြီးတွေဟာနိုင်တဲ့တဖြည်းဖြည်းဝင်လာတတ်တယ်နိုင်ဟာအချိန်မမှန်တော့ဘူးဆိုရင်ဆက်ချွတ်ရင်းမှုတစ်ခုခုရှိလို့လား ကြီးစေးဖို့လိုသလားဆိုပြီးနိုင်ပြင်ဆိုင်ပို့ရတယ်လို့ပဲကလေးတို့ဟာဒီလိုဥပုပ်စာဖြည့်တန်းန်းကိုလာရရဲ့ဖျားဝုပြုတဲ့အခါမှာရဲ့ကိုယ့်ရဲ့အော်တပါစိတ်ထဲမှာဝင်ရောက်နေတဲ့ကြီးတွေ ဖုံမှုန့်တွေဆေးပစ်တာနဲ့တူတူပဲခုလိုဆုံးမစကားတွေကြားရတဲ့အခါတွေရဲ့တင်းအောင်ဆရာရဲ့တရားဒေသနာကိုကြားနေတဲ့အခါမှာရောငါအော်တပါစိတ်မှာကြီးများတက်နေသလားလို့စစ်ဆေးကြရမယ့်အချိန်ပဲ။ ဆာလံဆရာက139ခုမြောက်သောဆာလံပိုက်ငယ်23မှ24မှာအိုဖျားသခင်ကျွန်ုပ်ကိုစစ်ကြော၍ကျွန်ုပ်၏နှလုံးကိုတိမတ်တော်မူပါစုံစမ်း၍စိတ်အထင်များကိုလည်းတိမတ်တော်မူပါသို့သောလမ်းကိုကျွန်ုပ်လိုက်သည်မလိုက်သည်ကိုကြည့်ရှု၍သာရလမ်းနှင့်သို့သွေးဆောင်တော်မူပါလို့တောင်းပန်ခဲ့ဘူးသလိုကလေးတို့ဟာလည်းအဲ့ဒီဆာလံကျမ်းပိုက်အတိုင်းဖျားသခင်ကိုမကြာခဏတောင်းပန်တင်နေကွယ်ရှင်ဘောလူကလည်းတစ်ကောခန်းကြီး7အငယ်28မှာ လူတိုင်းမိမိကိုယ်ကိုစစ်ကြောကြဖို့ဆုံးမခဲ့ဘူးတဲ့ဆာလန်စရာတူးကလည်း26ခုမြောက်သောဆာလန်ပိုင်ငယ်နှစ်မှာအိုးထာရဖျားကျွန်ုပ်ကိုစစ်ဆေးစုံစမ်း၍နှလုံးကြောက်ကွက်ကိုစေကြောတော်မူပါလို့တောင်းပန်ခဲ့သလိုဆရာတို့တွေကလည်းအမြဲလှုပ်နေကြရမယ်ဆိုတာတတိယစီလို့တယ်တတိယအချက်ကဖျားသခင်ပေးထားတဲ့နာယီမှာနိုးဆက်ပါတယ်အဲ့ဒါကိုအမြဲမှတ်ထားကြအိမ်မှာလဲနိုင်နိုးဆက်အတန်နဲ့တခါတလေ အေးရထားရလိရှိတယ်လို့ဘုရားသခင်ကမကြခနာဆရာတို့မင်းတို့ကိုအေးရနိုးလိရှိတယ်ကလေးတို့ကြီးလာရင်အဲ့ဒီကိစ္စကိုပုံမနားလည်လာလိမ့်မယ်ကလေးတို့ဟာဘုရားသခင်ကိုမေ့ပေါ်ပေါ်ဆဆနေတတ်လာရုံမကဆိုးသွက်တဲ့အပြုအမူတွေလှုပ်လာတက်ပြီးအပြစ်ဒုစရရဲ့သွေးဆောင်ဘက်ကို ပါသွားရင်ဘုရားသခင်ကမင်းတို့ရဲ့အော်တပါစိတ်နိုင် နိုးဆက်ကိုအတန်မြီလာစေမှာပဲတခါတလေအိပ်ပျော်သောသူနိုးလို့ ို့ပြုလင်ခရစ်တော်သည်အလင်းကိုတင်အားပေးတော်မူမည်လို့သတိပေးတတ်တယ်။အဖက်ခန်းကြီးကငယ်ဆက်လေးတခါတလေအပြစ်ဒုစရိုက်ထဲမှာနစ်မိုးနေတဲ့အခါအိပ်ပျော်ရာမှနိုးရသောအချိန်ရောက်ပြီးကာလအချိန်ကိုထောက်လျက်မောင်မ၏အချင်းကိုဖယ်ရှား၍အလင်း၏လက်နက်စုံကိုဝတ်ဆင်ကြလော့လို့ပြောရဲခွဲ့ယောမခန်းကြီးဆက်တော့ငယ်ဆက်နေ အေးရမလို့ကြလောဒူးစရိုက်ကို မပြူကြနဲ့လို့ပြောပြီးနိုးလိမ်အောင်မယ်လို့လည်းရှင်ဘောလူကတတိပေးထားပါရယ်ကွယ်တကော့ခန်းကြီး15အငွေ34ပုံမြင်အမတ်16ကလေးတို့ကိုဆရာဒါမှမဟုတ်မိဘများကတနေရာကိုလွတ်လိုက်တယ်ဆိုကြပါစို့မြို့တိုင်းမှာလမ်းနံပါတ်နဲ့အိမ်နံပါတ်တွေရှိတယ်ဆိုကြပါစို့ဆရာတို့ရန်ကုန်မြို့မှာဆိုရင်ဘာလန်းဒါမှမဟုတ်33လမ်း အိမ်နံပါတ်ဘလောက်ကိုသွားပါဆိုရင်ကလေးတို့ဟာလမ်းထိပ်ကဆိုင်းဘုတ်ကိုလှမ်းကြည့်မှာပဲလမ်းမှန်ပြီဆိုရင်သွားရမယ့်နံပါတ်ကိုရှာကြမှာပဲမတိချာရင်တော့လမ်းပေါ်မှာတွေ့ကြတဲ့လူတယောက်ယောက်ကိုမေးရမှာပေါ့ကွယ်ဒါပေမဲ့မြို့ထဲကထွက်ပြီးမြို့ပြင်ရောက်လို့လမ်းစုံလွန်ကတစ်ခုခုတွေ့ရင်လမ်းပြမတိုင်ကိုကြည့်ရလိမ့်ရှိတယ်မဟုတ်လားအနည်းဆုံးဥပမာလေးပေးရမယ်ဆိုရင်ဆရာကတန်လင်းမှာနေတယ်အဲ့ဒီကနေကြောက်တန်းဒါမှမဟုတ်သုံးခွကိုသွားခြင်းနေဆိုကြပါစို့ ပထမဦးဆုံးတန်လင်ကနေထွက်ပြီးနှစ်မိုင်ခွဲ၃မိုင်လောက်ရောက်ရင်ဖျားကုန်းဆိုတဲ့နေရာကို ရောက်မှာပဲအဲ့ဒီမှာလမ်းစုံလမ်းကွာတစ်ခုရှိတယ်ကွကြောက်တန်းတို့၈မိုင်၃ကွာတို့၁၉မိုင်စသဖြင့်ရေးထားတယ်အဲ့ဒီလမ်းပြမတိုင်ကညွန်ပြရအတိုင်းလိုက်သွားရင် ကိုသွားလိုတဲ့နေရာကိုရောက်မှာပဲတခါကလူတယောက်မြို့တစ်မြို့ကိုသွားခြင်းနဲ့အဲ့ဒီလိုလမ်းစုံလမ်းကွာတစ်ခုကို ရောက်တယ်မြို့တို့၇မိုင်လို့ရေးထားတယ်လမ်းပြမတိုင်ကလည်းတောင်ဘက်ကိုညွန်ပြနေတယ် အဲ့ဒီလူကြီးဟာလမ်းပြမှတ်တိုင်ညွန်ပြတဲ့အတိုင်းကားမောင်းသွားတော့သူ့သွားလိုတဲ့မြို့ကိုတော်တော်နဲ့မရောက်နိုင်ဘူးတဲ့ကွယ်အဲ့ဒါနဲ့လမ်းပေါ်မှာရှောက်လာတဲ့လူတူအုပ်ကိုမေးမြန်းတဲ့အခါအဲ့ဒီလူကပြန်ဖြေတယ်မိတ်ဆွေလမ်းမနေပြီတဲ့ခမားသွားခြင်းတဲ့မြို့ဟာဟိုဘက်မှာပဲတဲ့အကောင်ဆုံးကနောက်ပြန်လဲပြီးလာတဲ့အတိုင်းပြန်မောင်းသွားပြီတော့လို့ဆိုလိုက်တဲ့ကားမောင်းသူကဟာဗျာလွန်ခဲ့တဲ့လမ်းဆောင်ကညွန်ပြတဲ့မှတ်တိုင်အတိုင်းကျွန်တော်လိုက်ခဲ့တာပဲလို့ပြန်ပြောတယ်ကွယ်အဲ့ဒီတော့ လမ်းပြတဲ့လူကြီးက ပြန်ဖြေတယ်။အော်ဒီလိုပါလွန်ခဲ့တဲ့၃၄ရက်ကလေကြီးမိုးကြီးကျလို့တစ်ပင်ကျိုးကြတယ်။အလုတ်သမားတွေလာရှင်းပါသေးတယ်။ဒါပေမဲ့လဲကျသွားတဲ့လမ်းပြမတ်တိုင်ကို ပြန်ဆိုင်ကြပါရယ်။ပေါ်ပေါ်ဆဆမမယွင်ယွင်စိုက်ထူမိလို့မိတ်ဆွေလမ်းမလာတာပါတဲ့။ဒီလိုပဲကွနေ့စဉ်လူတွေဟာခီးသွားနေကြတယ်ဘဝခီးသွားနေကြတယ်ဆိုရင်ကလေးတို့နားလည်မလား လမ်းပြမတိုင်တွေဆိုင်းဘုတ်တွေကိုကြည်ပြီးသွားနေကြရတယ်။ဒါပေမဲ့လမ်းပြမတိုင်တွေကိုမှမယွင်ယွင်တက်ဆင်ထားရင်ခရီးသွားတဲ့သူလမ်းမသွားမှတိချပါရယ်ကွယ်။တခါကရှင်ဘောလူကတင်းတို့သည်စိတ်နှလုံးပေါ်၌ရေးထားသောစာလူအပေါင်းတို့ဖတ်တတ်သောခရစ်တော်ဤစာပင်ဖြစ်၏လို့တတိပေးခဲ့ဘူးရယ်။နှစ်ကောခန်းကြီး၃ငယ်နှင့်ကလေးတို့ဟာလည်းလူအများကမြင်ရဖတ်လို့ရတဲ့ခရစ်တော်ရဲ့စာတွေပဲ။ဆရာတို့ကလေးတို့ကိုလူတိုင်းကကြည့်ပြီးစာဖတ်နေကြတယ်။ ဇာဖက်နေကြရတဲ့ဆိုတဲ့အတိတ်ကဆရာတို့ကိုကြည့်ရှုလေ့လာနေကြတယ်။ဒါကြောင့်မို့ဆရာတို့ရောကလေးတို့ကပါခရစ်တော်ရဲ့ညွန်ပြတဲ့အတိုင်းမှန်မှန်ကန်ကန်အသက်ရှင်ပြနေဖို့လိုတယ်။ခရစ်တော်ရှိရာကိုလည်းလမ်းညွန်ပြနေရအောင်ပဲကွ။ဆရာတို့ဟာလမ်းမကိုညွန်ပြနေရင်ဆရာတို့ကိုမြင်ပြီးဖတ်ကြတဲ့လူတွေဟာခရစ်တော်စီကိုရောက်နိုင်မှာမဟုတ်ဘူးကွ။ဆရာတို့တွေဟာခရစ်တော်ရဲ့စာဒါမှမဟုတ်ခရစ်တော်ကိုညွန်ပြနေတဲ့လမ်းပြမှတ်တိုင်တွေဖြစ်ကြလို့လူတွေကဖတ်ကြရမှာ မမမရင်သွားစီဖို့တိတ်အရေးကြီးရဲ့တခါတော့ကចောင်းသားလေးတူရှိတယ်ကွ။သူ့ဆရာကမေးတယ်။ဟဲ့ပေါင်လာမြင်မင်းရဲ့အဖေကတိုးကောင်ရီ20ရှိတယ်။တကောင်ဟာတိုးချံအပြင်ဘက်ကိုခုန်ထွက်သွားရင်ဘယ်နှကောင်ကြံမလဲကွလို့မေးလိုက်တဲ့။မောင်လာမြင့်ကပြန်ဖြေတယ်။တကောင်မှကြံမှာမဟုတ်ဘူးတဲ့။ဒီအဖေကိုကြားရတော့ဆရာကစိတ်ဆိုးသွားတာပေါ့။မောင်လာမြင့်မင်းဟာကနန်းတင်ချာမတက်ဘူးလား။တည်တည်ချာချာပြန်စင်းစားပါအောင်လို့ဆိုတော့ မောင်လာမြင့်ကကျွန်တော်မမားဘူးဆရာတဲ့ကျွန်တော်ဟာတို့တွေအကြောင်းကောင်းကောင်းသိပါတယ်တဲ့တို့တွေဟာတော်တော်ထူးခြားတဲ့တိရိစ္ဆာန်ပါတဲ့တကောင်ဟာခြံရဲ့အပြင်ဘက်ကိုခုံသွားရင်ကြံတဲ့တို့တွေဟာလည်းလိုက်ခုံကြမှာမို့လို့တကောင်မှကြံမှာမဟုတ်တော့ဘူးလို့ပြန်ဖြေလိုက်တဲ့ကလေးတွေတို့တွေဟာလမ်းပြမှတ်တိုင်တွေလို ခရစ်တော်ရှိရာလမ်းမှန်ကိုညွန်ပြနေရမယ်ကွယ်ပြီးတော့တို့တွေဟာလည်းတို့တွေလိုပဲတယောက်ကစပြီးလို့ရင်နောက်ကလူတွေကလိုက်ပြီးလှုပ်တတ်တယ် သူတပားတွေကတူတူတွေကိုခရိယန်တွေလို့ဆိုပြီးကြည်နေကြတယ်။အပြုအမူအပြောဆိုအကျင့်အကြံတွေကိုဖတ်ရှုလေ့လာနေတယ်။တူတူတွေဟာလမ်းမှန်ကိုပြရင်ကျန်တဲ့လူတွေဟာလမ်းမှန်ကိုရောက်မှာပဲ။တို့ဟာလမ်းမကိုပြရင် ခရစ်တော်စီကိုလူတွေရောက်မှာမဟုတ်ဘူး။ဒါကြောင့်လမ်းမှန်ကိုအမြဲပြနေကြပါစို့နော်။ပုံမြင်အမှတ်ဆက်ခွန်အခုဆိုရင်ဆရာကဒီတန်ချောင်းကိုစပွဲ အလေတဲ့တဲ့မှာတင်ထားမယ်နော်။ ြီးတော့မအေးအေးတန်းကိုဒီတန်လိုက်ကင်ထားခိုင်းပြီးတန်ချောင်းရဲ့ညာဘက်မှာတင်ထားခိုင်းမယ်။မအေးအေးတန်းကတန်လိုက်ကိုကင်ပြီးတန်ချောင်းနာကပ်ပေးဖို့ပြောမယ်။တန်ချောင်းကိုတည်တည်ချာချာကြည့်နေကြတော့ဟောအခုဘာဖြစ်သွားသလဲမြင်ကြရဲ့လား။ကဲမအေးအေးတန်းကဒီတန်ချောင်းရဲ့ဘက်ဘက်မှာတန်လိုက်ကိုထားပြီးတန်ချောင်းကို ကြည့်ကြတော့ဟောဒီတခါဘယ်လိုဖြစ်သွားပြီလဲ။တန်ချောင်းဟာတန်လိုက်ရှိရာဘက်ကိုလိမ့်ပြီးသွားကတ်နေတာမြင်ကြရဲမဟုတ်လား။ ဘာဖြစ်လို့တန်ကြောင်းဟာဒီလိုဖြစ်သွားသလဲဟဲ့တန်လိုက်မှာစွမ်းငင်မှုစွမ်းအားရှိတယ်ဒါကြောင့်ပဲတန်လိုက်မှာရှိနေတဲ့စွမ်းငင်မှုစွမ်းအားကိုမျက်စိနဲ့မြင်နိုင်ရဲ့လားမမြင်နိုင်ဘူးနော်မမြင်နိုင်ပေမဲ့တန်လိုက်မှာစွမ်းအားရှိတယ်တန်တယ်နဲ့လှုပ်ထားတဲ့အရာတစ်ခုခုကိုအနားကိုရောက်လာအောင်စွမ်းငင်နိုင်တဲ့စွမ်းအားရှိတယ်ကွကဲဒီတခါနောက်တစ်ခုလုပ်ကြည့်ကြရအောင်ဒီတခါတော့တန်ချောင်းကိုနာမည်ပေးကြမယ် ဒီသံချောင်းကိုတို့တနန်းတွေကမိန်းကလေးဖြစ်စေယောက်ျားလေးဖြစ်စေတရားရွတ်နာမည်ပေးကြရအောင်တန်လိုက်ကိုရောနာမည်မပေးဘူးနာမည်အစားအဲ့ဒီမိန်းကလေးဒါမှမဟုတ်ယောက်ျားလေးရဲ့စိတ်သဘောထားလို့ဆိုကြပါစို့တန်ချောင်းရဲ့ညာဘက်ကိုကောင်းတဲ့အပြုမူဘယ်ဘက်ကိုမကောင်းတဲ့အပြုမူလို့ခေါ်ကြမယ်တန်ချောင်းလေးကို မောင်လို့ဆရာတို့ကခေါ်ထားကြပြီနော်သူဟာကောင်းတဲ့အရာဖျားသခင်ကြိုက်တဲ့အရာ လူကြီးမိဘဆရာသမားတွေနှစ်သက်တဲ့ကိစ္စတွေကိုပဲလှုပ်ဖို့အမြဲစိတ်သဘောထားရှိနေတယ်ဆိုကြပါစို့အဲ့ဒီတော့စိတ်သဘောထားနဲ့တူတဲ့ဒီတန်လိုက်ကိုကောင်းတဲ့ပြုမှုလို့ခေါ်ထားတဲ့နေရာမှာချထားလိုက်မယ်။ဟောအခုဆိုဘာဖြစ်သွားပြီလဲ။အဲ့ဒီကောင်းတဲ့စိတ်သဘောထားစိတ်ကူးစိတ်တန်းတွေဖျားသခင်ကြိုက်တဲ့သဘောလူကြီးမိဘဆရာသမားတွေနှစ်သက်တဲ့စိတ်ထားတွေနဲ့တူတဲ့တန်လိုက်ရှိရာကိုတန်ချောင်းဟာလိမ့်ပြီးပြည့်ကတ်သွားတာမြင်နေမဟုတ်လား။ အဲ့ဒီလိုပဲကလေးတို့ကောင်းတဲ့စိတ်သဘောထားစိတ်ကူးရှိတဲ့လူဟာအလိုလိုနေရင်ကောင်းတဲ့အလို့ဖျားသခင်ကြိုက်နှစ်သက်တဲ့အပြုအမူဆရာသမားလူကြီးမိဘတွေသဘောကျတဲ့ကိစ္စမျိုးကိုအလိုအလျောက်လောက်ကင်လာမှာပဲကွဒီတစ်ခါကျမကောင်းတဲ့အပြုမူလို့ခေါ်ထားတဲ့နေရာမှာဒီတန်လိုက်ကိုခြားကြည့်ရအောင်ဟောမြင်လားမြင်ကြရဲ့လားမကောင်းတဲ့စိတ်ထားတွေဖျားသခင်မကြိုက်တဲ့စိတ်ကူးတွေကို အမြဲစဉ်းစားတွေးခေါ်နေရင်ဘာဖြစ်သွားသလဲ ။မောင်ဟာအလိုအလျောက်မကောင်းတဲ့အပြုအမူတွေကိုလှုပ်လာမှာပဲ။လှုပ်ချင်စိတ်ပေါ်လာမှာပဲ။ခုဆရာမေကွန်းတခုမေးမယ်။ဒီတန်ချောင်းလေးဟာဘာဖြစ်လို့ဟိုဘက်ဒီဘက်အလိုအလျောက်လိမ့်သွားရတာလဲ။တန်လိုက်ကြောင်မဟုတ်လား။အေးကွက်တန်လိုက်နဲ့တူတဲ့စိတ်ကူးစိတ်တန်စဉ်းစားဉဏ်သဘောထားတွေရဲ့အပေါ်မှာလူတူဦးရဲ့အပြုအမူဟာအမြဲမူတည်နေတယ်ဆိုတာအမြဲမှတ်ထားကြပါ။ လူငယ်လေးတူဦးဟာမကောင်းတာတွေကိုအမြဲတမ်းတွေးတောနေရင်မကြခင် သူ့အလိုလျောက်မကောင်းတဲ့အပြုမူတွေလှုပ်လာလိမ့်မယ်။လူငယ်လေးတူဦးဟာဥပု္ပ္ပစာဖြစ်ကြောင်းမှန်မှန်တက်ဖျားရှိခိုးကြောင်းမှန်မှန်လားလူကြီးမိဘဆရာသမားတွေက ဆိုဆုံးမတဲ့ဇာတ်တွေကို အမြဲနားထောင်ပြီးအဲ့ဓာတွေကိုသာစိတ်ကူးနေရင်သူဟာ ကောင်းတဲ့အပြုမူကိုအလိုလျောက်လှုပ်မှာပဲကွ။ကောင်းတဲ့စိတ်ထားတွေသဘောထားတွေစိတ်ကူးတွေရှိနေရအောင်မလုပ်ရမလဲဟဲ့ ဆရာဆရာမတွေရဲ့စကားကိုအမြဲတမ်းထောက်မိဘတွေရဲ့ဆုံးမစကားတွေကိုကောင်းထဲမှာအမြဲမှတ်ထားမမှန်စုတောင်းကျန်းစာဖတ်ဒါမှမဟုတ်ဥပု္ပ္ပစာဖြေကြောင်းကသင်ပေးလိုက်တဲ့ကျမ်းပိုက်လေးတွေကိုအလွတ်ကျပ်အမြဲမှတ်ထားကောင်းထဲမှာအမြဲတည်ရနေရမယ်ကွတခင်ခရစ်တော်ကိုစိတ်နှလုံးထဲမှာအမြဲထားရင်ကောင်းတဲ့စိတ်ကူးသဘောထားတွေအမြဲရှိနေမှာပဲဒီနေ့သင်ခန်းစာနဲ့ပတ်သက်တဲ့ကျမ်းချက်လေးကိုအမြဲမှတ်ထားကြပါကွယ် တမချန်းကမကောင်းသောအကြံကို ကြံသောသူတို့ဤစိတ်ထဲမှာလှည့်စားတတ်သောသဘောရှိ၏တဲ့တုတ်တန်ခန်းကြီးစနစ်အငယ်20ပြီးတော့စိတ်နှလုံးသည် အသက်ဤအခြေအမြစ်ဖြစ်သောကြောင့်သင်ဤစိတ်နှလုံးကိုအထူးသဖြင့်ဆောက်ရှောက်လို့တုတ်တန်ခန်းကြီးလေးအငယ်23မှာတွေ့ရလိမ့်မယ်တခင်ခရစ်တော်ကိုယ်တိုင်ကမကောင်းသောကြံစီခြင်းလူအသက်ကိုတတ်ခြင်းသူ့မယားကိုပြမာခြင်းမိမလွတ်နှင့်မာရွင်ခြင်းသူ့ဥစ္စာကိုခိုးခြင်းမမှန်သောတသက်တွေကိုခံခြင်း သူ့အတရေကိုဖျက်ခြင်းအရာတို့သည်စိတ်နှလုံးထဲကထွက်လာ၍လူကိုညှဉ်းညူးစေသောအရာဖြစ်၏လို့ဆုံးမခဲ့ပါရယ်ကွယ်မတဲခန်းကြီး၅ငွေ၁မာကုခန်းကြီး၇ငွေ၂၁ဒါကြောင့်မို့လို့လေရှင်ဘောလူကကောင်းတဲ့အကျံစီကောင်းတဲ့စိတ်သဘောထားတွေကိုစိတ်နှလုံးထဲမှာအမြဲစဉ်းစားဆင်ခြင်နေရမယ့်အကြောင်းကိုဟောဒီလိုဆုံးမခဲ့တယ်ကွ။တမန်တော်ရနေ့ဆိုင်သောအကျင့်လျောက်ပတ်သောအကျင့်ဖြောင့်မတ်သောအကျင့်စင်ကြယ်သောအကျင့် သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်ချီမွမ်းဖွယ်သောအကျင့်ရှိသည်များတို့ကိုစိတ်နှလုံးသွင်းကြလောဖိလိပ္ပိခန်းကြီးလေးငယ်ရှိတနည်းဆိုရရင်အဲ့အရာတွေကိုအမြဲစဉ်းစားတွေးခေါ်နေကြပါလို့ဆုံးမပြောဆိုလိုက်တာပဲကွယ်ပုံပြင်အမှတ်18ဒီနေ့မနက်ဆရာအနေနဲ့သရိစံနှကောင်အကြောင်းပြောပြမဟိတ်တကောင်ကနူးညံ့ချုံးမွေးတဲ့ပိုးချီပိုးမြင့်တွေကိုရက်လိရှိတဲ့ပိုးချီကောင်နဲ့နောက်တကောင်ကပင့်ကူပဲ ဆရာကတော့ပိုးမြင့်ပိုးချီလေးကိုရက်လုပ်ပေးတဲ့အကောင်ကလေးကိုကလေးတို့နားရှင်းအောင် ပိုးချီကောင်လို့ခေါ်မယ်နော်မြမအပိတံအတွဲ3စာမျက်နှာ24မှာတော့တောက်ပြောင်ချုံးမွေသောအမြင်ထုတ်လုပ်သည့်ပိုးသက်တဝါကိုပိုးကောင်လို့ပဲခေါ်ထားတယ်ကွအဲ့ဒီတော့ဆရာကပိုးကောင်လို့သာပြောရင်ကလေးတို့ကတခြားပိုးကောင်တွေလျှောက်စဉ်းစားနေမှာဆိုလို့ပါတနေ့ကျအဲ့ဒီပိုးချီကောင်နဲ့ပင့်ကူကောင်စကားပြောနေကြတဲ့ ပိုးချီကောင်က ပိုးချီပိုးမြင်လေးတွေယက်နေတော့ပင့်ကူကလည်းပင့်ကူအိမ်ကိုယက်နေတာပေါ့ဒါပေမဲ့ပိုးချီကောင်ကအေးအေးဆေးဆေးယက်နေပေမဲ့ပင့်ကူကသူ့ရဲ့အိမ်ကိုကမန်းကတန်းယက်နေတယ်အဲ့ဒါကြောင့်ပိုးချီကောင်ကိုကြည့်ပြီးပင့်ကူကအပြစ်တင်တယ်မင်းဟာအတော်ညံ့တဲ့အကောင်ပဲကွာအမြင်ကိုယက်တာကြာလိုက်တာ တော်တော်နဲ့ပြီးမှာမဟုတ်ဘူးအခုငါကိုကြည့်ဒီပင့်ကူအိမ်ကိုယက်တာခဏလေးနဲ့ပြီးသွားတာပဲကြီးလဲကြီးတယ်မဟုတ်လား ြီးတော့ကျိုးမြင့်တွေကလည်းနူးညံ့နေတယ်မဟုတ်လားတဲ့ပင့်ကူကအဲ့ဒီတော့ငါကမင်းထက်အလုတ်တော်တယ်မင်းထက်အလုတ်သွက်လက်တယ်ဆိုတော့ဝန်ခံစမ်းပါလို့ဆက်ပြောတဲ့ပိုးချီကောင်လေးကလည်းဝန်ခံပါတယ်ဒါပေမဲ့ဆက်ပြောတယ်ကွဒါပေမဲ့မင်းရဲ့အင်ကိုရက်တဲ့ရွေချက်ကပြန်တန်းလာတဲ့အပြစ်မဲ့ပိုးကောင်လေးတွေကိုဖမ်းမှုပြီးတော့သူတို့ကိုမင်းက စားတော့ဝါမျိုးဖို့ဆိုတဲ့အကြံဆိုးနဲ့ရက်တာပြီးတော့လည်းမင်းရဲ့အင်ဟာကြကြမခံဘူး လေပြင်းတိုက်လိုက်ရင်ပြတ်ထွက်သွားတတ်တယ်။ဒါရင်မကသေးဘူး။လူတွေကမင်းရဲ့ပင့်ကိုအင်ကိုအမှတ်တရလို့မြင်ပြီးတမျက်စိနဲ့မကြခင်လဲချင်းတုတ်တင်ရှင်းလင်းပြစ်လိုက်မှာပဲတဲ့။ပင့်ကူကနားထောင်နေတော့ဆက်ပြီးပြောပြန်တယ်။ငါရက်နေတဲ့အမြင်တွေကအဖိုးတန်တယ်။လူတွေကအင်မတန်တန်ဖိုးထားတယ်။တည်တည်ချာချာဂယူဒီဇိုင်းရဲ့ယုံမကတနေ့ကျရင်ငါပိုးချီမြင်တွေကိုအဝတ်ချုပ်ပြီးဝတ်ကြမယ်။ လူကြီးလူကောင်းတွေကအစမိညီမင်းသားတွေချေဝတ်ကြမှာကွာကွာလို့ပြင်ပြတဲ့ဒီနေ့တင်ကန်းစာကအလုတ်တစ်ခုလုပ်ရင်စနစ်တကျတည်တည်ချက်ချအချိန်ယူပြီးလုပ်တဲ့အခါမှာအကောင်းဆုံးဖြစ်လာရုံမကတမိုးရှိတဲ့အရာဖြစ်လာနိုင်မယ်ဆိုတဲ့တင်ကန်းစာပဲမှန်ပါတယ်ပင့်ကူကသူ့ရဲ့အိမ်ကိုခက်မြန်မြန်ခက်တုတ်တုတ်ရဲ့လုံနိုင်ပြီးပင့်ကူအိမ်ကြီးကိုခဏလေးနဲ့ပြေးအောင်ရဲ့နိုင်ပါတယ်ကွဒါပေမဲ့တမိုးမရှိဘူးကြာရှည်မခံဘူးဝှချီကောင်ကတော့အချိန်ကြာကြာရက်ပြီးမဲ့ သူ့ရဲ့အမြင်တွေပိုးချီတွေကိုလူတိုင်းကသိတတ်မှုထားကြတယ်ကွကလေးတို့ရေမင်းတို့မှာကစားရမယ့်အချိန်စကြက်ရမယ့်အချိန်အိမ်မှာမိမိတို့ဖေဖေတို့ကိုကူညီရမယ့်အချိန်တွေကိုစီရှိကြတယ်။စကြက်ရင်တည်တည်ချာချာကြက်ကစားရင်လည်းကောင်းကောင်းမွန်မွန်ကစားအလုပ်လုပ်ရင်လည်းစိတ်ပါလက်ပါတည်တည်ချာချာလုပ်ရမယ်ကွ။အဲ့ဒါမှအကျိုးရှိမယ်တန်ဖိုးရှိမယ်ကြာရှည်ခံမယ်။ရှည်ရည်အတွက်ကောင်းမယ်ကွ။ ီနေ့အတွက်ကြမ်းချက်လေးကိုတော့တေသနာကြမ်းခန်းကြီးကိုအငွေ30မှာတွေ့ရလိမ့်မယ်။ဆောင်ရွက်စရာအမှုရှိသမျှကိုကြိုးစားအထောက်အပံ့ဆောင်ရွက်လို့တဲ့။ရှင်ဘောလူကလည်းတစ်ကောခန်းကြီး30ငွေ31မှာတင်းတို့ဒီစားတော်၎င်းတောက်တော်၎င်းမိစည်းအမှုကိုပြုတော်၎င်းဘုရားသခင်ရဲ့ဘုန်းတော်ကိုထောက်၍ခတ်သိမ်းသောအမှုကို ပြုကြလောလို့ဆုံးမခဲ့ပါတယ်ကွယ်။ပုံမြင်အမှတ်၁၉တခါကအเจ้าဆရာတူဦးဟာသူ့ရဲ့စာသင်ခန်းထဲဝင်လာတဲ့ ចောင်းသားတွေဟာဆီယမလာကင်တုံးကလှုပ်လှုပ်ရွတ်ရွတ်ဟိုသွားဒီသွားလုံနေကြတယ်။တယောက်နဲ့တယောက်စကားတွေပြောနေလိုက်တာမှစူညံနေတာပဲ။ဆီယရောက်လာတာတော့စကားပြောမရက်သေးတော့ဆီယကငင်းငိမ့်နေကြကိုယ့်နေရာမှာကိုထိုင် စကားမပြောနဲ့တော့လူစပွဲကိုချိန်လုံးနဲ့ရိုက်ပြီးអော်လိုက်ပါလိရော။ထိုင်နေကြစကားတစ်ခုမှမကြားချင်ဘူးလို့ပြောပြန်တော့ចောင်းသားတွေဟာငင်းငိမ့်လေးထိုင်နေကြတယ်။ចောင်းကန်းတစ်ခန်းလုံးဟာ တိတ်ဆိတ်ငင်တက်သွားပြီးမြဲဆီယကထူးထူးခြားခြား နောက်ထပ်ပြောလိုက်ပြန်တယ်။စကားမပြောနဲ့လို့ဆရာကပြောထားပေမဲ့မင်းတို့တွေစကားပြောနေတုန်းပါလားတဲ့။ကျောင်းသူကျောင်းသားတွေကအံ့အားတင်သွားကြတာပေါ့။ကဲဆရာမေးခွန်းမေးမယ်။ကျောင်းဆရာကပြောလိုက်တဲ့အတိုင်းကျောင်းသူကျောင်းသားတွေကငြိမ်နေကြတယ်။စကားတစ်ခုမှမထွက်ဘူး။အတန်ကငြိမ်သက်တိတ်ဆိတ်နေတာပဲ။ဒါပေမဲ့ဆရာကမင်းတို့စကားပြောနေကြတုန်းပဲလားလို့မေးတဲ့မေးခွန်းဟာမှန်ပါမလား။ သူတို့တွေဟာစကားတခုမှမပြောကြတော့ဘူးနော်အဲ့ဒီတော့ចောင်းဆရာပြောလိုက်တဲ့စကားဟာမှန်မမလားမှန်တယ်လို့ထင်နေသူလက်ထောက်မှားတယ်လို့ထင်နေသူလက်ထောက်ကဲဆရာရှင်းပြမယ်မင်းတို့တွေပါဇက်ကစကားတခုမှမထွက်ပေမဲ့စကားပြောနေကြတယ်တို့တွေဟာညီမျိုးစုံနဲ့စကားပြောနေကြတယ်ကွခုနကစာသင်ခန်းကိုစိတ်ကူးကြည့်ပါဦးကျောင်းသူကျောင်းသားများရဲ့မျက်နှာသားတွေဟာ တချို့ပြုံးနေတယ်တချို့ကမျက်မှောင်ကုပ်နေကြတယ်တချို့မျက်နှာရှုံ့မဲ့နေတယ် တချို့ကပြောင်းချွတ်ချော်လုပ်နေကြတယ်။ကောင်းကောင်းမှတ်ထားကြ။တို့တွေဟာမျက်နာနဲ့လည်းစကားပြောနိုင်ကြတယ်ကွ။လမ်းလျှောက်သွားရင်တငငချင်းတူဦးနဲ့တွေ့တဲ့အခါပြုံးပြလိုက်ရင်မင်းကိုတွေ့ရတာငါပြောတယ်။မင်းကိုငါသဘောကျပါတယ်။မင်းကိုငါနှုတ်ဆက်ပါတယ်ကွာလို့စကားပြောလိုက်တာနဲ့တူတူပဲ။မိတ်ဆွေတူဦးကိုတွေ့လိုက်တာနဲ့တပြိုင်တည်းမျက်နာလွှဲလိုက်ရင်ဒါမှမဟုတ်မျက်မှောင်ကုတ်ပြလိုက်ရင်မင်းကိုငါမကြည့်ချင်ဘူး။မင်းကိုငါမုန်းတယ်။မင်းရဲ့မျက်နာကိုငါမမြင်ချင်ဘူး။ မင်းကိုနှုတ်မဆက်ချင်ဘူးလို့ပြောလိုက်တာနဲ့အတူတူပဲမထာတော့တိုးတိုးတွေဟာနှကန်းကစကားမပြောပေမဲ့မျက်နှာနဲ့စကားပြောလို့ရတယ်။ကိုင်းတိုးတိုးတွေဟာအပြုတ်အမှုလှုပ်ရှားမှုအပြင်လည်းစကားပြောနေကြသေးတယ်။တချို့အပြုတ်မှုတွေဟာအတန်လုံးဝမထွက်ပေမဲ့စကားပြောတာထက်တောင်ကြေလောင်သေးတယ်ကွ။လူတိုင်းကကြားရတယ်၊သိရတယ်၊မြင်ရတယ်။မကောင်းတဲ့အပြုတ်မှုအပြင်စကားတစ်ခေါက်မှမပြောအောင်တော့ အဲ့ဒီစကားဟာအဝေးကြီးလှင့်ပါသွားနိုင်တယ်လို့ကောင်းတဲ့အပြုအမူကောင်းတဲ့အကျင့်အကြံတွေဟာလည်းဒီအတိုင်းပဲနောက်တစ်ချက်ကတို့တွေဟာမျက်လုံးနဲ့လည်းစကားပြောနိုင်နေကွမျက်စောင်းထိုးလိုက်တာနဲ့ငါဟာစိတ်ဆိုးတယ်မင်းလောက်တာကိုမကြိုက်ဘူးလို့ပြောတာပဲမျက်လုံးဟာအငြိမ်မနေဘူးဟိုကြည့်ဒီကြည့်လို့နေကျွန်တော်မှအပြစ်ရှိတယ်ဒါမှမဟုတ်ကျွန်တော်ရဲ့စိတ်တွေဟာကနာမငြိမ်ဘူးစိတ်လှုပ်ရှားနေတယ်အာယုံဆူဆိုက်လို့မရဘူးလို့ပြောနေတာနဲ့အတူတူပဲ။ အပြစ်ရှိတဲ့လူကိုစိုက်ကြည့်ရင်သူဟာကြာကြာပြန်မကြည့်ရဘူးကွမျက်လုံးနဲ့အတူနှကန်းဆူလိုက်ရင်မျက်နှာအသွင်ပြန်မပြောင်းသွားတတ်တယ်။ခုနကစာသင်ခန်းထဲကျောင်းသားတွေရဲ့မျက်နှာချားတွေဟာတုံတုံမုံမုံဖြစ်နေကြတယ်မဟုတ်လား။အဲ့ဒါကဆရာပြောလိုက်တာကိုကျွန်တော်တို့မကြိုက်ဘူး။မကျေနပ်ဘူးလို့ပြန်ပြောတာနဲ့အတူတူပဲ။တချို့ကပြုံးစီစီလုပ်နေကြတယ်။ရှေးရကိုလောင်ပြောင်တဲ့သဘောမထီလေးစားလုပ်တဲ့သဘောကိုဖော်ပြပြီးစကားပြောနေကြတာပဲ။ လက်နဲ့လေးစကားပြောလို့မရဘူးလားအင်မတန်ရတာပေါ့လက်သီးဆုပ်ပြရင်မင်းကငါမုန်းတယ်မင်းနဲ့ငါရင်ဖြစ်ချင်တယ်လို့ပြောလိုက်တာနဲ့အတူတူပဲလက်ညိုးလေးကောက်ချီကွေးကြီးလှုပ်တာကတော့အဲ့ဒါဟာနောက်ပြောင်တဲ့သဘောနဲ့ရှက်ပါတယ်ဟေ့လို့ပြောတာနဲ့အတူတူပဲကဲတချို့ကနှာခေါင်းပေါ်မှာလက်မကိုတင်လက်ချောင်းကလေးတွေလှုပ်ပြလိုက်ရင်ဘယ်လိုစကားပြောလိုက်တာလဲမင်းကငါပြောင်းနေဟေ့မလေးစားဘူးကွာမင်းကငါပြည့်ရပြူတာပဲလို့ပြောလိုက်တာနဲ့အတူတူပဲ ကလောင်တန်ဘောပင် ခဲတန်တွေကိုစကားပြောလို့မရဘူးလားရတာပေါ့အချင်းချင်းစာရေးလိုက်ရင်စာအဖြစ်စကားပြောလိုက်တာပဲစာပေဆိုဒီမှာလက်ဖြင့်ပြောသောစကားပဲကွနောက်ဘာကြံသေးလဲဟိကလေးတို့လည်းစဉ်းစားကြည့်ပါဦးသူရဲ့ဝတ်စားဆင်ရင်မှုနဲ့လည်းစကားပြောလို့မရဘူးလားရတာပေါ့မိန်းကလေးတူဦးဟာ ကပြက်ကချော်ဝတ်စားဆင်ရင်ထားတဲ့အခါယောက်ျားလေးတူဦးဟာရင်ဘတ်ကျည်တီးပြုတ် လုံကြီးကိုချက်အောင်ရအောင်ဆွဲချထားတဲ့အခါဒါမှမဟုတ် secret ပစောင်းကတ်ထားပြီးအင်ဂျီအပြင်ဘက်ထုတ်ထားတယ်။အင်ဂျီလက်ကိုခောက်မထားဘူး။ဘူတီဘက်တီဖြစ်နေတယ်။အဲ့ဒီလူငယ်ကိုဆရာအထင်မကြီးတော့ဘူး။ကျွန်တော်ဟာလမ်းတည်းရဲ့ပါ ခမရလို့ပြောနေတာနဲ့အတူတူပဲ။မိန်းကလေးတူဟာဖနက်ကို ရှက်တိုက်ပြီးလမ်းလျှောက်သွားရင်ကျမဟာနမောနမဲ့နိုင်တဲ့မိန်းကလေးပါ။မိဘပတ်စံကိုဖြုံးတီးနေတဲ့တမီးပါလို့ပြောနေတာနဲ့အတူတူပဲ။ နာမကြတဲ့လူကိုလက်ဟက်ချေဟန်တဲ့စကားမပြောနိုင်ဘူးလားလာပါသွားပါစားပါထိုင်ပါလို့လက်နဲ့ကောစကားမပြောနိုင်ကြဘူးလားအဲ့ဒါကြောင့်ဒီခဏကလေးတို့အတွက် သင်ကန်းစာနေနဲ့ပါဇက်ပိတ်ထားပြီမဲ့တို့တွေဟာစကားပြောနေကြတယ်ခရဲလူငယ်များပြီးပြီးယဉ်ကျေးတည်မှုတဲ့စကားကိုညီမျိုးစုံနဲ့စကားပြောနေကြပါလို့သင်ပေးနေတာပဲတမချန်ထဲမှာထူခြားတဲ့ကြမ်းချက်တစ်ပုဒ်ရှိတယ်ကွ အဲ့ဒီကျန်စကားကအာဘီလာသည်တေလွန်တော်လည်းယခုပင်တရားဟောသည်ဤတဲ့တည်သွားပြီဖြစ်ပေမဲ့တရားဟောနေသေးတယ်ဆိုရဲဒီကျန်စကားဘယ်မှာပါရခြင်းလဲဟိတ်ပြောနိုင်မှာမလားမပြောနိုင်ဆရာပြောပြမယ်ဟိဘဲဩဝါဒစာခန်းကြီး7အငယ်၄မှာပါတယ်တည်သွားပြီမဲ့ဘာဖြစ်လို့တရားဟောနိုင်သေးတယ်လဲဆိုတာသိရအောင်အဲ့ဒီကျမ်းအခန်းငယ်၄ကိုပြည့်ပြည့်စုံစုံဖတ်ကြည့်ရအောင်အာဘီလာသည်တာ၍မြတ်သောရစ်ကိုပူဇော်၍ မိမိဖြောင့်မတ်သည်ဟုတက်တည်ခံတော်မူခြင်းကိုရလေ၏အဘယ်သို့နည်းဟုငူကသူလှူသောအလှူကိုဘုရားသခင်သည်လက်ခံတော်မူ၏တို့ဖြစ်၍အာဘေလသည်တည်လွန်တော်လဲယခုပင်တရားဟောသည်၏ယေအဲ့ဒီကြံတဘောကိုဖွင့်ပြရရင်အာဘေလဟာကောင်းမြတ်သောအလှူကိုလှူခဲ့တဲ့အတွက်ဘုရားသခင်ရဲ့ချီးမွမ်းခြင်းကိုခံရတဲ့သူသူပြုခဲ့တဲ့အပြုမူဟာသူတည်သွားပေမဲ့ကျန်တဲ့လူတွေကိုစကားပြောနေသေးတယ်ဆိုတဲ့အတိတ်ပဲပဲ ကလေးတို့ကလည်းဘုရားသခင်ကြံ့နေတတ်တော်မူတဲ့အလုတ်ကိုင်းအပြုမှုအပြင် စကားပြောခဲ့ရင်အဲ့ဒါလိုပြောလိုက်တဲ့စကားဟာဘယ်တော့မှပြောက်ွယ်မသွားဘူးကွဒီလောကမှာမရှိတော့ဘူးဆိုတော့ကျန်တဲ့လူတွေကိုတရားဟောတွင်တင်ဆုံးမတတ်သိခံနေတယ်လို့ဖြစ်နေမယ်ဆိုတော့တတိယကြပါကွယ်ပုံမြင်အမှတ်20ဒီနေ့မနက်ကလေးတို့ကိုဆရာကအကျဉ်းကလေးနဲ့ပတ်သက်တဲ့ပုံမြင်လေးတွေပြောပြမယ် တခါကနွားတကောင်ရှိရဲ့ကွအဲ့ဒီနွားကိုပိုင်ရှင်က စီကျိတ်ဆုံမှာနှစ်ပေါင်းများစွာ ခိုင်းနေခဲ့တဲ့စီကျိတ်ဆုံဆိုတာကိုကလေးတို့မြင်မှုကြတယ်မဟုတ်လားကျိတ်ဆုံကြီးကိုနွားကအမဲပတ်ချလေလှည့်ပြီးနေရတယ်လေတနေကုန်တနေကန်းတပတ်ပြီးတပတ်ပတ်ချလှည့်ပြီးစီကျိတ်ပြီးနေရတယ်ကွပိုင်ရှင်ကဘလောက်တောင်ခိုင်းခဲ့တယ်လဲဆိုရင်နွားကြီးဟာအသက်ကြီးမျက်စိမမြင်သွားကျိုးအိုမင်းမစွမ်းဖြစ်တဲ့အချိန်ပဲ ုံးလို့မရနိုင်လောက်အောင်အင်အားကုန်ခန်းလာတဲ့အခါကျမှ ပိုင်ရှင်ဟာအဲ့ဒီနွားကိုမခိုင်းတော့ပဲသူ့ဘာသာမြတ်သွားစားပြီးအနားယူပြီးတော့လို့လွှတ်လိုက်တဲ့အဲ့ဒီနွားဟာနှစ်ပေါင်းများစွာစီကျိတ်ဆုံမှာအလုလုခဲရတော့သူခမရပတ်ချာလှဲ့ရတဲ့အကျဉ်းတလေးရသွားတာပေါ့ဒါကြောင့်မို့လေတော့ထဲမှာမျက်စားပြီးနေတာတော့သူ့ရဲ့အကျင့်ကိုမဖြောင့်နိုင်သေးပဲတနေရရမှာအမြဲပတ်ချာလှဲ့နေတတ်တဲ့လူတွေကမြင်တော့ရေကြတာပေါ့နွားကတော့ဘယ်တိမလဲ သူ့ရဲ့အကျင့်ကိုမဖြောင့်နိုင်ပဲနိုင်ပေါင်းများစွာပတ်ချလှဲ့နေလေးရှိသေးတယ်။ငငယ်လေးလေးကအကျင့်တလေးပါလာရင်ဖျက်ပစ်ဖို့အင်မတန်ခက်တယ်ဆိုတဲ့သင်ခန်းစာပဲ။အဲ့ဒါအရေးကြီးတဲ့သင်ခန်းစာပဲကွ။မြင်းတကောင်ရှိသေးတယ်ဟိုးရှိရှိတုန်းကမိသက်ကားတွေပဲရှိအောင်မလဲမိသက်တဲ့ရေစုပ်ဆက်ကိုလက်နဲ့ဆုပ်ရရုံမျက်မကအဲ့ဒီဆက်ကို မြင်းနဲ့ဆွဲရလေးရှိတယ်ကွအဲ့ဒီမြင်းဟာမိသက်လဲကိုနှစ်ပေါင်းများစွာဆဲခဲ့ရရှာတယ် သူ့အဖို့မိသက်ခေါင်းလောင်းတဲ့ကြားရရင်မနေတတ်တော့ဘူးလှုပ်လှုပ်ရွတ်ရွတ်ဖြစ်လာပြီးမိလောင်တဲ့နေရာကိုသွားဖို့အကျင့်ဖြစ်နေတာပေါ့နေကြမိသက်ဖွဲ့ကအဲ့ဒီမြင်းကို ရောင်းပစ်လိုက်တယ်အဲ့ဒီတော့အဲ့ဒီမြင်းဟာမြို့ထဲမှာနွားနုလေပို့နေရတယ်ကွတခါတော့တနေရာမှာမိလောင်ပါလေရောမိသက်ခေါင်းလောင်းတဲ့ကြားရတနေရာမှာမိကိုယ်တွေအလိမ့်လိုက်တက်လာတာတွေးလိုက်ရတယ်ဆိုရင်ပဲအဲ့ဒီမြင်းဟာမနေနိုင်တော့ဘူးနှုတ်ပိုးတဲ့လူကြီးကိုထားခဲ့ပြီး နှုတ်ဘုံးတွေတင်ထားတဲ့မြင်းလေးနဲ့ပဲမိလောင်တဲ့နေရာကိုခြေကုံတုတ်ပြေးပါလိရောအချိန်နဲ့ပြေးတဲ့အတွက်နှုတ်ဘုံးတွေလင့်စင်ကြပြီးတလန်းလုံးမှလည်းနှုတ်တွေဖိတ်စင်ကုန်တာပေါ့တခါတော့ကလည်းမြင်းတကောင်ကိုတထေးကတော်ကြီးကဝယ်တယ်သူ့ရဲ့မြင်းထားကိုဆွဲဖို့ပဲမြင်းကိုလည်းဝယ်ပြီးတော့တထေးကတော်ကြီးကဝတ်ကောင်းစားလာဝတ်ပြီးဟန်ကြပန်ကြမြင်းထားဖို့တက်စီတော့တာပေါ့ဒါပေမဲ့မြင်းဟာလမ်းမပေါ်မှာတိတ်တိတ်မတ်မတ်မသွားဘူးကွဟိုကွေဒီကွေလှုပ်ပြီး အင်းရှိတိုင်းလူလူမှာရက်နေလေးရှိတဲ့မြင်ထားမောင်းတဲ့လူကဘလို့ပဲကြပွနဲ့ရရနေရရွေတော်မရွေဘူးပဲပေတီခံနေတာပဲတဲ့စုံစမ်းမင်းမြန်ကြည့်တော့မှအဲ့ဒီမြင်းဟာအရင်တုန်းက မြင်းလဲနဲ့အင်းတကာလှဲ့ပြီးနှုတ်ပို့တဲ့မြင်းဖြစ်ခဲ့ကြောင်းသိရတယ်ညပောင်းများစွာအဲ့ဒီလိုလှုပ်ခဲရလို့စွဲနေတဲ့အကျင့်ကိုဖျောက်လို့မရတော့ဘူးတဲ့အကျင့်တလိဆိုတဲ့မြန်မာစကားကိုအင်္ဂလိပ်လို habit လို့ခေါ်တယ် H A B I T ဆိုတဲ့ habit မှာ h ဆိုတဲ့စကားလုံးကိုဖြတ်လိုက်မယ်ဆိုရင် a bit ဆိုတဲ့စကားလုံးပဲကျန်မှာဖြစ်တယ်။ a bit ဆိုတာဘာလဲသိလားဟိ။အဲ့ဒီစကားဟာနည်းနည်းချင်းဆိုတဲ့အတိတ်ပဲရှိတယ်။ဆက်လေးလေးတစ်လိပ်၊ပင်းပြူလေးတစ်ရှိုက်၊အရက်လေးတစ်ခွက်နဲ့ဖြည်းဖြည်းချင်းနည်းနည်းချင်းအစပြုခဲ့ရာအကျင့်ဆိုတာဖြစ်လာတာပဲ။မကောင်းတဲ့အကျင့်တလေးကိုနည်းနည်းကလေးမှအစမပြုတာအကောင်းဆုံးပဲ။ဖြည်းဖြည်းချင်းနည်းနည်းချင်းစခဲ့ပြီမေ။ကြလာတော့ habit ဆိုတဲ့အကျင့်တလေးကြီးဖြစ်လာပြီးဖျက်ပစ်ဖို့အင်မတန်ခက်တယ်။ ဒါကြောင့်မို့လို့ကောင်းတဲ့အချင်းတလေးဆိုတာငငယ်လေးတွေကရလာအောင် သူငယ်သွားရလမ်းဝ၌ဆုံးမတုန်တင်တော့သူပြုလင်းသူဒီအိုတော့အခါထိုလမ်းမမလွဲလိုက်သွားလိမ့်မည်လို့တမချန်းစာမှာရေးသားခဲ့တယ်။တုတ်တန်ခန်းကြီး20အငယ်6ငယ်ရွယ်တဲ့ကလေးဘဝကတုန်တင်ပေးလိုက်တာဟာစိတ်ထဲဆွဲနေပြီးကြီးလာတဲ့အထိအဲ့ဒီအချင်းတလေးပါသွားလိမ့်မယ်လို့ပညာရှင်များက ရေးခဲ့တဲ့ခြင်းစကားပဲ။ ဤပုံမြင်ကိုဆရာကြီးတန်လွင်ဖေတွင်ရေးသားတော့ကလေးပုံမြင်များစွာအုံမှကောင်းလို့တင်ပြပါသည်။နာရှင်ပြည်သူတသားမိမိများအားလုံးဖျားသခင်ကောင်းချီးပေးပါစေ။